ခုအကျံပိုက်ကတော့ထမြောက်ရာကျမ်းခန်းကြီး၂၁ဖြစ်ပါတယ်။ခန်းကြီး၂၁အငယ်၁မှ၆ဒါဝရဖျားကလည်းတင်းဒီဣဒရလအမျိုးသားတို့၌စီရင်ရသောဓမ္မတဟုမူကားဟေပြဲမျိုးဖြစ်သောဂျုံကိုဝယ်လင်၆နှစ်သာအစေဂျုံခံစေရမည်။တတ္တမနှင့်ရောက်သောကိုဖိုးကိုမတောင်းဘဲလွှတ်ရမည်။ ကျွန်ခံစားကတယောက်တီးခံလင်တယောက်တီးထွက်ရမည်လင်မယားနှစ်ယောက်ခံလင်မယားနှစ်တကွထွက်စီရမည်သို့မဟုတ်သခင်ပေးစားသောမယားရှိ၍ထိုမယားသည်သားသမီးကိုဖွားမြင်လျင်မယားနှင့်သားသမီးတို့ကိုသခင်ပိုင်ရမည်ကျွန်မူကားတယောက်တီးထွက်ရမည်သို့မဟုတ်ကျွန်ကကျွန်တော်သခင်နှင့် မယာသာသမီတို့ကို ကျွန်တော်ချစ်ပါ၏မထွက်မတွားလိုပါဟုအတဲ့အလင်းပြောဆိုလင်တခင်သည်ဘုရားသခင်ရှေ့တော်တို့၎င်းအိမ်တကားတိုင်းတို့၎င်းဆောင်ယူ၍နေရွက်ကိုစူးဖြင့်ဖောက်ပြီးမှထိုကျွန်သည် အစဉ်မြဲကျွန်ခံရမည်ငယ်ခုနှစ်မှစတဲ့အဖသည်သမီးကိုကျွန်ခံစေခြင်းငှာရောင်းလင်း ထိုမိမသည်ကျုံရောက်ကြခဲ့သို့လွရသည်မဟုတ်တခင်သည်ထိုမိမကိုသိမ်းယူ၍မကြိုက်လင်ရွေးစီခြင်းငါအခွင့်ပေးရမည်သူကိုလှည့်ပြားမိသောကြောင့်တပါးမျိုးသားတို့ကို ရောင်းချပိုင်သောအခွင့်မရှိမိမိသား၌ပေးစားလျင်မူကားတမိခဲ့သို့ ပြုစုရမည်အခြားမိမကိုသိမ်းပြန်လျင် အရင်သိမ်းသောမိမ၏အဝတ်အစားနှင့် မယားဝုကိုမလျော့ရထိုသုံးပါးကို မပြုလင် ကိုဖိုးကို မတောင်းဘဲလွှတ်ရမည်အငယ်ဆနေမနစနေတလူကို အသေးတတ်ောသူသည် အသေးတချင်းကို အမှန်ခံရမည်အသေးတမည်အကြံမရှိဘဲသူဤလက်၌လူအသက်ကိုဘုရားသခင်အတော်မူလင် ပြည့်ရသော အရက်ကိုငါခံထားမည်အိနီချင်းကို တမ်းမိအကြံရှိ၍အနိုင်တိုက်သောသူကိုကားငါရစ်ပလင်၌ခိုလုံတော်လဲဆွဲယူ၍တည့်ရမည်မိဘကို အသေးတသောသူသည် အသေးတချင်းကို အမှန်ခံရမည်လူကိုခိုးသောသူသည် ရောင်းသည်ဖြစ်စေ သူဤလက်၌ရှိသည်ဖြစ်စေ အသေးတချင်းကို အမှန်ခံရမည်မိဘကို ချိန်ဆသောသူသည် အသေးတချင်းကို အမှန်ခံရမည် လူချင်းခိုင်ရန်ပြု၍တယောက်ဒီကြောက်ခဲနှင့်ထူသည်ဖြစ်စေလက်တီနှင့်ထိုးသည်ဖြစ်စေအရိုက်ခံရသောသူသည်မတည်တော်လဲအိယာ၌တုံးလုံးနေရလျင်၎င်းတဖန်ထ၍တောင်ဝေးနှင့်တောလျင်၎င်းရိုက်သောသူကိုအပြည့်လွှတ်ရမည်တို့ရတွင် နာသောသူသည်အလုတ်ပြဲ့ရသည့်အတွက်အနာပြုတ်စေခြင်းငှာကုသရသည့်အတွက်ငွေကိုရောရမည် သခင်သည်ကျွန်ယောက်ျားကျွန်မိန်းမကိုဒုံးတင်ရိုက်၍ထိုကျွန်သေးလျင်သခင်သည်လေးသောတံကိုခံရမည်တို့ရတွင်ကျွန်သည်တရက်နှစ်ရက်နာ၍မတည်ပဲနေလျင်သခင်သည်ထိုကျွန်ကိုပိုင်သောကြောင့်တံနှင့်လွတ်ရမည်အငယ်၂၂မှ၂၉လူချင်းခိုက်ရန်ပြုကြ၍ကိုဝန်ဆောင်သောမိမကို ထိခိုက်သဖြင့်ကိုဝန်ပြည့်၍အခြားသောအနာမဖြစ်လျင် မိမလင်စီရင်သည့်အတိုင်းဒဏ်ခံရမည်မင်းစီရင်သည့်အတိုင်းလဲငွေကိုရော်ရမည်အခြားသောအနာဖြစ်လျင် အသက်အတွက်အသက်ကို၎င်းမျက်စိအတွက်မျက်စိကို၎င်းတွားအတွက်တွားကို၎င်းလက်အတွက်လက်ကို၎င်းခြေအတွက်ခြေကို၎င်းမီးလောင်ခြင်းအတွက်မီးလောင်ခြင်းကို၎င်း ရှနခြင်းတွေ့ရှနခြင်းကို၎င်းဒံချရာအတွက်ဒံချရာကို၎င်းခံရမည်တခင်သည်ကျွံယောက်ကြာကျွံမိမ့်မဤမျက်စီကို ပြက်အောင်ရိုက်လျင်မျက်စီပြက်သည့်အတွက်လွတ်ရမည်ထို့တူကျွံယောက်ျာကျွံမိမ့်မဤသွားကို ကျိုးအောင်ရိုက်လျင်သွားကျိုးသည့်အတွက်လွတ်ရမည်အငယ်28မှ36 နွားသည်လူယောက်ျားမိမကို ခွေ၍လူသေးလင်စင်စစ် ထိုနွားကိုကြောက်ခဲနှင့်ပြည့်၍တတ်ရမည်အသားကိုလည်းမစားရနွားရှင်ကိုကအပြစ်လွှတ်ရမည်၎င်းဤနွားသည်အထက်ကခွေဘူး၍ခွေချောင်းကို နွားရှင်ကြားတိလျက်မချီမနှောင်အလွတ်ထား၍နွားသည်ယောက်ျားမိမကိုတတ်မိလျင်ထိုနွားကိုကြောက်ခဲနှင့်ပြစ်တတ်ရမည် နွားရှင်ကိုလည်းအသေးပတ်ရမည်သို့မဟုတ်ငွေရောစီဟုစီရင်လျင်စီရင်သည့်အတိုင်းမိမိအသက်ရွေးရန်အဖိုးကို ရော်ရမည်သူတစ်ပါးဤသားသမီးကိုခွင့်လျင်စီရင်သည့်အတိုင်းခံရမည်ကျွံယောက်ျားကျွံမိမကို ခွင့်လျင်မူကားနွားရှင်သည်ကျွံရှင်အားငွေအကျပ်30ကို ရော်ရမည်နွားကိုလည်းကြောက်ခဲနှင့် ပြစ်တရမည်လူသည်တွင်းကိုဖွင့်၍ထားသည်ဖြစ်စေတွင်းကိုတူး၍မပိတ်ဘဲထားသည်ဖြစ်စေသူတစ်ပါးဤမြင်းနွားသည်ထိုတွင်း၌ကြလင်တွင်းရှင်သည်မြင်းနွားအဖိုးကိုယော်၍အသေးကွန်ကိုယူရမည်အကျဉ်သူဤနွားသည်သူတစ်ပါးဤနွားကိုအသေးခွေလင်နွားရှင်နှစ်ဦးတို့သည်အသက်ရှင်သောနွားကိုရောက်၍အဖိုးကိုဝေယူရမည် တေသောနွားကိုလည်းဝေယူရမည်၎င်းဤနွားသည်အထက်က ခွေဘူးချောင်းကိုနွားရှင်တိလျက်နှင့် မချီမနှောင်အလွတ်ထားလျင်နွားတေကောင်ကိုကိုယ်တိုင်ယူရမည်ထိုနွားတကောင်အတွက်တကောင်ကို အမှန်ယောရမည် Okay, now jump back on the internet. Bye-bye.